အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဗျကျွန်တော်နေနဲ့ Train မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းတောလာပြတဲ့ခီးစဉ်တွေကိုမျှဝေပေးနေတာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ဒီငလျင်ကြီးဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာကလောကနေပြီးတော့ရန်ကုန်ကိုလာခဲ့တဲ့တလျှောက်တွေ့မြင်ရတဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေခြင်းအပိုင်း1ဖြစ်ပါတယ်အပိုင်း1မှာကတော့ကျွန်တော်တို့က ကလောကနေပြီးတော့လေဝေးအထိမြင်ကွင်းတွေကိုမျှဝေခဲ့ပြီးဖြစ်တာကြောင့်အခုအပိုင်းနှစ်မှာကတော့လေဝေးကနေရန်ကုန်အထိရန်ကုန်မလေးလမ်းဟောင်းပေါ်မှာတွေ့ခဲ့ရတဲ့မြင်ကွင်းတွေကိုမျှဝေပြီးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့အခုဒါက ကျွန်တော်တို့အဲလေဝေးကနေပြီးတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကိုပြန်ပြီးတက်တာပေါ့လေဝေးမှာဒီလိုတရားတွေကဒါဟိုးအရင်တုန်းတည်းကလေဝေးမှာရှိတဲ့တရားတွေပေါ့အဲ့တရားတွေရပုံစံအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကအခုဒီဘက်အာကြီးရွာလေးတွေဂျားတဲ့ကနေဖြတ်ပြီးတော့ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကိုတက်မှာပေါ့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ဆိုတော့ကျွန်တော်တို့အာအဲ့ဒီဘက်ကဘာဖြစ်မလဲဆိုတော့အလာဘက်ကတော့ကျွန်တော်တို့မရောက်တော့ဘူးပေါ့အလာဘက်ကမရောက်တော့ဘဲနဲ့ကျွန်တော်တို့တာဝတ်တိဘက်ကိုတက်သွားမှာပေါ့ ဒါကတော့အဲ့ဒီကိုသွားတဲ့လမ်းမှာတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ကျွန်တော်တို့ပြောခဲ့သလိုပါပဲဟိုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အစီအစဉ်တွေကိုအရင်တည်းကကြီးရှင်တွေကြားတဲ့ပုံကောင်များကတော့သိရှိပြီးဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ကသတင်းအဲတက်ဆက်တာမျိုးမဟုတ်ပါဘူးကျွန်တော်တို့သွားလာခဲ့တဲ့မြင်ကွင်းတွေအလေဘက်စရာနေရာတွေစိတ်ဝင်စားစရာအကြောင်းအရာတွေကိုကျွန်တော်တို့လေ့လာထားမှုတွေနဲ့ပေါင်းစပ်ပြီးပြန်လည်မျှဝေတာဖြစ်ပါတယ်။အခုကတော့ဒါကျွန်တော်တို့ငလင်းဖြစ်ပြီးနှစ်ပတ်အကြာမှာကျွန်တော်တို့ ကလောကနေပြီးတော့ရန်ကုန်ကိုဆင်းလာတဲ့လမ်းကြောင်းတစ်လျှောက်မှာတွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ်။ဒီနေရာမှာတခုလဲကြိုပြီးပြောထားခြင်းပါတယ်ဗျာ။ကျွန်တော်တို့အနေနဲ့အဖော့ပြီးတော့ပြတာဖိပြီးပြတာမျိုးမရှိပါဘူး။ကျွန်တော်တို့သွားတဲ့လမ်းကြောင်းပေါ်မှာတွေ့သမျှကိုကျွန်တော်တို့မျှဝေပြီးသွားမှာဖြစ်ပါတယ်။တခုပဲရှိပါတယ်။ခုနဆိုလို့ရှိရင်ကျွန်တော်နေပြီးတော့ဆိုလို့ရှိရင်ကျွန်တော်နေပြီးတော့အထက်ကိုမရောက်ခဲ့ဘူး။တက်ကုန်းမရောက်ခဲ့ဘူး။ပြင်မနာမရောက်ခဲ့တော့အဲ့ဒီမြင်ကွင်းတွေကိုတော့ကျွန်တော်တို့မျှဝေခြင်းမပြုနိုင်ဘူးဖြစ်ပါတယ်။ ဒီမှာကျတော့ဘယ်ဘက်မှာတည်လားအုတ်တိုင်းကြီးဖြူနေတာမျိုးရှိတယ်ဒါကတော့ဒီဘက်ဒေတာလေးတွေကတော့ဒီမှာဒါတောက်လျှောက်ဖြူထားတာရှိတယ်ဒီအုတ်တိုင်းကအရှိကြီးပဲဗျအဒီဘက်မှာကတော့ထမြက်ဆောက်မှုမရှိဘူးပြီးတော့လေဝေးကလည်းအာနေပြီးတော့ဆိုင်ထိခိုက်မှုအတော်လေးနေပါတဲ့ဒေတာဖြစ်တယ်အဲ့တော့လေဝေးကဒီဘက်ရောက်လာတဲ့ခါကျတော့ဒီဘက်ဒီမှာကထိခိုက်မှုကအာအခုနောက်လောက်ပဲရှိရဗျအင်းဒီနေရာမှာတခုတတိထားရမှာကတော့ဘာရှိလဲဆိုတော့လမ်းဗျလမ်းကတော့ထိခိုက်မှုရှိပါတယ် အခုဒီလန်းလေးတောင်မှပဲထိခိုက်မှုရှိတယ်ဒီလန်းလေးကအချို့နေရာတွေမှာရုတ်တရက်နှိမ်ချသွားတဲ့နေရာတွေရှိတယ်ပြီးတော့ပြတ်ထွက်သွားတဲ့နေရာတွေရှိတယ်ပြတ်ထွက်သွားတဲ့နေရာဆိုတော့ကအနေရရှိလောက်အောင်ပြတ်ထွက်သွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီမှာလောလောဆယ်တော့မြေဖို့ပြန်ပြင်ဆင်ထားတာမျိုးရှိတယ်ပြင်ဆင်မှုမလုံနိုင်သေးတဲ့နေရာတွေကိုအချက်ပြသတိပေးထားတာရှိတယ်အဲ့ဒါလေးတွေတော့သတိထားမောင်းအောင်မှာဖြစ်ပါတယ်ဗျဒါကျွန်တော်တို့အခုရောင်မန်းလေးလမ်းဟောင်းပေါ်ကိုစတက်လာပြီ အဲ့ဒီရန်ကုန်မန္တလေးလမ်းအောင်းမှာလေကျွန်တော်တို့ဒီတိုင်းမှာပဲဟိုလမ်းတွေကအမြင်အဖြစ်အချို့နေရာကြီးအားလုံးကောင်းတယ်ဟိုတော်တော်လေးဟိုပုံမှန်နေထိုင်ရှိတယ်ပေါ့တိုးတော်လေအချို့နေရာတွေမှာကတော့ထိခိုက်မှုရှိပါတယ်ထိခိုက်မှုရှိတယ်ဆိုတဲ့နေရာမှာလမ်းကအခုနောက်လိုပဲကျိုးပြတ်သွားတဲ့နေရာအချို့ရှိတယ်အဲ့လိုနေရာတွေကိုတော့သူတို့ကမြေဖုတ်ပြီးပြန်ပြီးပြင်ဆင်ထားတယ်ပြဿနာကအချို့နည်းနည်းအတန်ငယ်နှိမ့်ချသွားတဲ့နေရာတွေရှိတယ်အဲအဲ့လိုနေရာတွေဆိုရင်တော့ကိုကောင်းကိုအချိန်နှုံးမြင့်မောင်းရင်တော့အတော်လေးသတိထားရပါတယ်ပြီးတော့ ချို့နေရာတွေကြတော့လေဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ဟိုကားနဲ့ဆိုတိတ်မသိတာဆိုင်ကယ်နဲ့ဆိုတိတာလိမ့်မယ်ထင်တယ်ဆိုင်ကယ်ကအထဲမှာကျွတ်ပေါက်သွားတယ် ကျွတ်ပေါက်တော့အဲ့တန်ရနဲ့ပဲဟိုလှိမ့်ပြီးတော့ရအောင်မောင်းလာရတယ်ပြီးလည်းပြီးတော့နောက်ပြန်ပြီးတော့ကျွတ်ထဲလဲမောင်းလဲမောင်းတာရရက်လိန်နေတာလေအဲ့လိုမျိုးဖြစ်နေတာမျိုးဒီလမ်းမကြီးရဲ့ရောင်မန်းလေးလမ်းဟောင်းရဲ့အချို့နေရာတွေမှာဆိုလို့ရှိရင်အောက်ခံမြေသားကိုထိခိုက်သွားဖို့ရတယ်လမ်းကအနည်းငယ်လိန်သွားတယ်လို့မျိုးတွေဖြစ်သွားတဲ့နေရာတွေရှိတယ်အမြင်အပြည့်မသိတာပြီးမှမောင်းတဲ့အချိန်မှာတော့အဲ့ဒါသိတာလေဆိုတော့အဲ့ဒါလေးတွေတော့တစ်ချက်သတိထားဖို့လိုပါလိမ့်မယ် အဲ့ဒါကကျွန်တော်တို့ခိုးဘက်မှာဆိုလို့ရှိရင်ကလောကနေကျွန်တော်ဆင်းလာတဲ့တောက်လျှောက်မှာဆိုလို့ရှိရင်ဘယ်နေရာဒီမှာတွေ့ရလဲဆိုတော့အာရမဲသေးကိုမဝင်ခင်ရမဲသေးကိုမဝင်ခင်နေရာအချို့မှာအဲ့ဖြစ်စဉ်လေးတွေတွေ့ရတယ်ဗျအခုဒီလမ်းပေါ်မှာဆိုလို့ရှိရင်လည်းဒီဘချမ်းမှာလည်းအချို့နေရာတွေမှာရှိနေပါတယ်စိတ်ဝင်စားဖို့ကောင်းတာအချို့နေရာဆိုအတော်ကိုနှိမ့်ကြသွားတာဗျဒီလမ်းမကြီးတစ်ခုလုံးကအောက်ကိုဒီလိုနှိမ့်ဆင်းသွားတော့ဘယ်လိုဖြစ်သွားတယ်တော့မသိဘူး အခုကျွန်တော်တို့ဒီလမ်းအတိုင်းဆိုလို့ရှိရင်သူကဘာတွေဖြတ်သွားရမလဲဆိုတော့လေဝေးတောင်ဝိထိပြီးတာနဲ့ရင်းနီမြို့လှတာဂရစွာရေတရှိကျုံကုန်းကေတုမရီတောင်ငူအုတ်တွင်းကျွဲပွဲညောင်ချီတော့ဇေယဝတီဖြူတော်ကျွဲအင်းပင်းရွယ်ကုန်းကြောက်တကားညောင်လေးပင်တိုင်ဦးဖျားကြီးစတဲ့မြို့တွေကိုဖြတ်သွားရမှာဗျအခုကျွန်တော်တို့မနေ့ဘက်ထွက်လာတဲ့အချိန်ကအဟိုပါဗော ချိန်ကောင်းလေးပေါ့အချိန်ကောင်းလေးဖြစ်တဲ့အခါကျတော့မြို့ရွာရဲ့ဈေးအတော်များများကအရှိစီကားနေတဲ့အချိန်လေးဖြစ်နေတယ်ဗျပြီးတော့ဒီချမ်းရာတီဥတုလေးကလည်းတာယာနေတော့ဟောအခုဘယ်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အာဒီမှာကြည့်ဟုတ်တယ်ဒီမှာအကူညီပေးကားတွေဒါကဟိုပါဗျ China 8 China 8ကတည်းကတရုတ်ကူညီပေးရေးအဖွဲ့ရှင်နဲ့ ဆိုတော့ဒီလေရင်နဲ့လာတဲ့ငလင်အတွက်အကူအညီပေးရေးရှင်တန်းတွေကအခုဒီလမ်းကျောကိုပဲအသုံးပြုပြီးသွားနေကြတာဖြစ်တဲ့အတွက်အဲ့ဒါလေးတော့တစ်ချက်သတိထားပါမယ်။ Garden ရှိကြီးတွေရှိတတ်ပါတယ်။ဒီနေရာလေးဆိုလို့ရှိရင်တော့အာစိတ်ကြည်နူးစရာလို့ပြောရမှာပေါ့တကယ်စိတ်ကြည်လွတ်လွတ်လပ်လပ်နဲ့ဆိုရင်တော့ဒါလုံးဝကြည်နူးစရာလေးပေါ့တိုးတော်လေအခုလိုချိန်မျိုးမှာတော့ဗာပဲပြောပြောအာနောက်ကြည့်ငင်းငင်းနေတဲ့စိတ်အချို့ကတော့အတိုင်းတာတစ်ခုတည်းကြည်လင်သွားစေနိုင်တဲ့မြင်ကွင်းမျိုးတွေပါ ဒီလမ်းနဲ့ပတ်သက်လို့ကလေအခုကတော့ကျွန်တော်တို့ကဒါက run through ပဲဟိုသွားရင်းနဲ့ကျွန်တော်တို့တွေ့ရတဲ့မြင်ကွင်းတွေကိုလည်းအဓိကထားပြတာဖြစ်တဲ့အတွက်လေဟိုအရင်တုန်းကကျွန်တော်တို့ဒီလမ်းနဲ့ပတ်သက်လို့မျှော်ဝေဘူးတဲ့အစီအစဉ်တွေရှိပါတယ်အဲ့မှာတော့တမြို့ချင်းရဲ့ကျွန်တော်တို့ဟိုပါပေါ့ဘယ်လိုပြောရမလဲမြို့ရဲ့တမိုင်းချောင်းလေးတွေကျွန်တော်တို့တည်ထားတဲ့အရာလေးတွေနဲ့ပေါက်ဆက်မျှော်ဝေသွားခဲ့တာမျိုးရှိပါတယ်အဲ့ဒါမျိုးလေးပြန်ကြည့်ရင်တော့ကျွန်တော်တို့ရှိမှတင်ထားခဲ့တာလေးတွေရှိပါတယ်ဗျာ ေးတွေကတော့ဒီမှာသူကနေသူစီနေဒီဘက်တွေကတော့အထီးကိုက်ကအာကျွန်တော်တို့ဒီအမြင်ပေါ့နော်အမြင်ပေါ့ဟိုကလမရဲ့အထက်ဘက်မှာဖြစ်နေတာလို့ဟိုးတွင်းမဲ့ရွာတွေမှာဖြစ်သွားတာလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြင်နိုင်မှာမဟုတ်ပါဘူးအခုကျွန်တော်တို့အမြင်မှာတော့ကြီးကြီးမားမားထီးကိုက်မှုအဲမတွေ့ခဲ့ရဘူးဖြစ်ပါတယ်ဗျဒီဘက်မှာတော့ရာသီဥတုကမိုးအုပ်လာပြီဗျဒါကကျွန်တော်တို့ဟိုပါပေါ့တကြံအကျိုးမတိုင်ခင်တနည်း ရာသီဥတုအခြေအနေကအဲ့လိုရှိပါတယ်ဗျ။လမ်းကြောင်းအခြေအနေကလည်းအဲ့လိုရှိပါတယ်။သွားလာရများတယ်။အာပြီးသွားလို့ရှိရင်လမ်းကအနေရရှိလောက်အောင်ဆိုးရွားနေတဲ့နေရာမျိုးမရှိဘူး။ရန်ကုန်မင်းလေးလမ်းဟောင်းတစ်လျှောက်မှာသို့တော့အတန်ငယ်သတိထားတဲ့နေရာလေးအချို့လိုရှိတယ်။အတန်ငယ်သတိထားတဲ့ဆိုတဲ့နေရာမှာပုံမှန်မောင်းရင်ပြဿနာမရှိဘူး။အချိန်နှုန်းမြင့်မောင်းလို့ရှိရင်တော့တချို့သတိထားတဲ့နေရာလေးတွေရှိတယ်ပေါ့။ဒါလေးပဲသတိထားဖို့လိုပါတယ်ဗျ။ ီးသွားရင်လေကျွန်တော်တို့ဒီငလျင်နဲ့ပတ်သက်လို့ကဒါကျွန်တော်တို့အော်ဒီညာလေးလဲနော်မြင်ကွင်းလေးတွေအာတော်တော်လေးစဉ်းစားစုရှိတဲ့နေရာလေးတွေဟောဘကိုးတိုင်းအေရီးယားလေးဖြစ်သွားတဲ့ခါကျတော့ဘကိုးတိုင်းကလည်းဆန်စပါးကတော်တော်လေးထွက်တဲ့နေရာမျိုးလေးအဲဒီခါကျတော့ဒီလိုမြင်ကွင်းလေးမျိုးလေးနေရာလာ ကိုကျွန်တော်တို့ဒါကတော့ခုနပြောခဲ့သလိုပါပဲကျွန်တော်တို့ run through ကျွန်တော်တို့သွားနေတဲ့တွေ့ရတဲ့မြင်ကွင်းလေးတွေကမျှဝေသွားခြင်းဖြစ်ပါတယ်။ပြီးတော့ငလျင်နဲ့ပတ်သက်လို့ကျွန်တော်တို့အချက်လက်နဲ့မှတ်တမ်းလေးတွေနဲ့လောက်ထားတဲ့အစီအစဉ်လေးရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ Go Watch Channel တစ်ခုဖြစ်တဲ့ The Ulti Show မှာရှိနေပါတယ်။အဲ့ဒါကတော့သူကတော့မှတ်တမ်းတစ်ပုံနေနဲ့အချက်လက်တွေနဲ့ဒါကတော့ကိုအချက်လက်လူကြီးတဲ့လူကြီးမှတ်တမ်းအဖြစ်လေ့လာခြင်းသူများအတွက်ပေါ့။ဟိုကလောကအချက်လက်တည်ပြဖြစ်တဲ့အတွက်အဲ့လိုမျိုးလေ့လာခြင်းတော့ကျွန်တော်အောက်မှာကျွန်တော်တို့ link လေးနဲ့ထည့်ပေးထားပါတယ်ဗျ။ဒါလေ့လာ ော်ဒီနေရာတွေဆိုလို့ရှိရင်ဒါတောင်ကိုအဝင်ပဲရောက်လာတယ်ထင်တယ်။ဒီနေရာတွေဆိုလို့ရှိရင်ဟိုးရင်တော့ဆိုလမ်းလေးပြေးနေတာပဲ။ပြေးနေဆိုအခုကတော့လမ်းကဒီဘက်မှာတော်တော်များများပြီးသွားပြီ။ဒီဘက်ချမ်းလေးပဲအချောတက်ဖို့ကြံတယ်။ဆိုအဲ့ဒီနေရာမျိုးလေးကြီးတော့နည်းနည်းတည်ထားတယ်။ဟိုဒီကညာဘက်မှာဆိုလို့ရှိရင်ဒါကကွန်ပျူတာတည်နေတယ်။အရင်တုန်းကဆိုလို့ရှိရင်ဆိုတော့လုံးဝတစ်နှစ်လောက်အထိပေါ့အဲ့လိုတော့မှဆိုလို့ရှိရင်တော့ဒီရောင်မန်းလေးလမ်းဟောင်းပါကလမ်းပြင်နေတဲ့နေရာလေးများတော့လေသွားတာလည်းလည်းခက်တယ်သတိထားရတယ်ပြီးတော့ပူချန့်ကြတယ်ပေါ့အခုကတော့ပြီးသွားတဲ့နေရာလေးတွေတော်တော်များလာပြီ တောင်ငူမြို့တွေကိုဝင်လာပြီးဖြစ်ပါတယ်ဗျတောင်ငူမြို့မှာလည်းငလျင်ကြောင့်ထိခိုက်မှုအချို့ရှိခဲ့ပါတယ်အဲဒီကျွန်တော်တို့ဒီလမ်းမကြီးပုံမှာတော့ပြောရလောက်အောင်သိတာမရှိပါတောင်ငူကငကိုရဲကူကဒီလိုမလင်းလဲဟောင်းကြီးပုံမှာလည်းရှိတယ်လို့ကျွန်တော်တို့ဟိုဘက်တောင်ငူဂိတ်တကားနေဝင်သွားတဲ့လမ်းကြီးလည်းရှိတယ်လေသူတီရှိတ်ပုံလုံးဖြစ်နေတာပေါ့မြို့ကဆိုတော့အခုပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့အဲရရှိတာတဲ့ online ပေါ်ရရှိတဲ့မှတ်တမ်းလေးတွေနဲ့တောင်ငူရဲ့ထိခိုက်မှုအချို့ကိုပြန်လည်မျှဝေမှာဖြစ်ပါတယ် ဥက္ကရာဝဒါကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကနေတောင်ကူမြို့ကိုတွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်တောင်ကူတောင်ကူသားတွေလည်းကိုတောင်ကူမြို့ရဲ့အခြေအနေလေးကိုအဝေးရောက်တောင်ကူသားတွေအနေနဲ့ပြန်ပြီးမြင်ကွင်းရအောင်ပါဗျဒါကတော့ရန်ကုန်မန္တလေးလမ်းဟောင်းကြီးပေါ်မှာတွေ့ရတဲ့မြင်ကွင်းတွေပါတောက်လျှောက် ဒီမှာ icon တို့ icon တို့ဘာလို့ဆိုလို့ရှိရင်ဒါဘာမှဖြစ်သွားဖို့မရဘူးဗျအဲဒီ sign လေးဆိုလို့ရှိရင်ဒါကျွန်တော်တို့တွေလည်းရောက်လို့ရှိရင်ထိုင်စားပြတဲ့ sign လေး breakfast လေးသူကအတော်လေးစုံတယ်ဗျစားလို့လည်းအဆင်ပြေတယ်ဒီစေးရောဒီစေးရောဆိုလဲတော့ဘာမှမဖြစ်ဘူးလို့ပြောရမယ်ဒီမှာဒီလိုအစာဦးတွေတော့ပါလေကျွန်တော်တို့ဒီနေရာမှာဒီမြို့မှာကျွန်တော်နည်းနည်းစိုးရိမ်တဲ့အစာဦးချူရှိတယ်ဗျရှိလားဆိုရောက်မယ် အဲဒီမှာဒီဆောင်းတွေလည်းအခုအမြင်မှာတော့ဘာမှဖြစ်တာမတွေ့ရအောင်ဒါဆိုရင်တော့ဒါဟိုညို့တစ်ခုလုံးအနေနဲ့ဆိုလို့ရှိရင်ကြီးကြီးမားမားဖြစ်ဘူးတိုးတော့အချို့နေရာတွေမှာတော့ထိခိုက်သွားခဲ့ပုံရတယ်အဲ့ဒီမှတ်တမ်းလေးတော့ကျွန်တော်ပြပါမယ်ပြပြီး ျွန်တော်မှတ်တပ်ပုံလေးတွေကတော့ online ပေါ်ကနေရယူတာဖြစ်တဲ့အတွက်မူရင်းပိုင်ရှင်များအားလုံးကိုလေးစားစွာ critic ပေးပါတယ်ဗျပြီးသွားရင်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒါမျက်စုံညင်အောင်မတောင်းငွေတမိုင်းဝင်နာမည်ကျော်မျက်စုံညင်အောင်စီတော်ကထီတော်ဆောင်းသွားပါတယ်ပြီးသွားလို့ရှိရင်ဒီစစ်ဘေးရှောင်နေနေထိုင်တဲ့ဝေလူကိုဖုံးကြောင်းတွင်အဆောင်ပြူကြတာရှိပါတယ်အဲ့ဒီမှာတော့အာကလေးငယ်9ဦးနဲ့ကိုရင်တပါအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ဗျ ီးတော့ဒါကကန်တော်ဘလီချင်းနေဗျအဲ့ဘလီမှာလည်းထိခိုက်မှုချိုးရှိခဲ့တယ်လို့သိရပါတယ်သူကတောင်ကူမြို့ရဲ့အမှတ်6အမှတ်9အမှတ်10ရက်ကကလူနေအိမ်နေနေလူနေအိမ်နေထိခိုက်မှုရှိတယ်ပြီးတော့ခပေါင်းတရားအကွဲမှုရှိတယ်ရှင်အောင်ဖျားနဲ့ဖုန်းတော်ကြီးအကြောင်းချိုးပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်ဒါကတော့အုတ်တွင်းပဲဖြစ်မယ်ဗျ ူကအုပ်တွင်းပြီးသွားလို့ရှိရင် ကျွဲပွဲရှိမယ်ညောင်ခြေတော့ရှိမယ်ဇေယဝတီရှိမယ်ဗျတွဲမှာရှိနေတဲ့အဲမြို့တွေကဒီဘက်မှာတော့ဟိုဟာများတယ်ဗျဟိန်ဂျူလူမျိုးတွေများတယ်ဒီဘက်ဒေသတွေကလေအဲ့ဒါကဒီဘက်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီညောင်ခြေတော့တို့ဇေယဝတီတို့ဖြူတို့အဲဒါတွေဆိုလို့ရှိရင်ကူကဒါကဖြူကိုရောက်ပြီဗျ။ ဖြူကိုရောက်ပြီ ဖြူကလည်းထိခိုက်မှုအချို့ရှိတယ်လို့သိရပါတယ်ဒါကတော့ဖြူသဒ္ဓါဖြူသဒ္ဓါကနေကျွန်တော်တို့ဖြတ်ဝင်လာပြီဇာတိဥတ္တရတော့ဒီဘက်မှာတော့မိုးကတော်လေးအောင်လာပြီဗျာ အဝေးရောက်ဖြူးမျိုးသူမျိုးသားတွေလည်းကိုမျိုးလေးကိုအတိုင်းနာကိုတီပြန်လည်မြင်ခွင့်ရအောင်ပါဗျာဒါကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကဖြူးမျိုးရဲ့မြင်ခွင့်ပါโอเคကျွန်တော်ဒီမှာလည်းအဲ့ခဏလေးဝင်တော့မယ်ကအဲ့ဒီရောက်ရင်တော့ဖြစ်တဲ့နွားနုနဲ့ဖြိုထားတဲ့ကော်ဖီဒီတော့နွားနုကောင်းကောင်းရပါလားအဟိဒီဒီများတော့လေ ီးတော့ဒါကငပြောပေါင်းလားငပြောရွှေကြီးလားအဲအဲ့ဒါအတော့အတုံးကြီးတွေပဲတယောက်နဲ့စားလို့မရအောင်လုံးလုံးနှစ်ယောက်တော့လောက်စားရတယ်ဒီဆိုင်ရရတဲ့ထက်တရားလမ်းဆိုတဲ့ဆိုင်လေး Okay အဲ့ဒီကျွန်တော်တို့ဆက်ထွက်ပြီဆက်ထွက်တော့ဒါကအာရှေ့မှာဆိုလို့ရှိရင်ကျွန်တော်ညာဘက်မှာဖြူစီရှိတယ်အဲ့ဝင်းချင်းမှာလည်းထိခိုက်မှုချို့ရှိတယ်လို့သိထားရပါတယ် င်းခံမှုရှိခဲ့တဲ့နေရာတွေလို့ယူဆရပါတယ်။ဒါလည်းထိခိုက်ထားတာဗျ။ဒါကဖြူစည်းပါဗျ။အင်မတန်စီကားတဲ့ဈေးတစ်ခုဖြစ်ပါတယ်။ ိုးရှေ့မှာလည်းထိခိုက်ထားပုံရတယ်ဗျညာဘက်မှာဟုတ်ကဲ့ပြီးတော့ရင်တော့ကျွန်တော်တို့ဒီဖြူးမြို့မှာတွေ့ရထိခိုက်မှုဖြစ်ခဲ့တဲ့မှတ်တမ်းပုံလေးတွေကျွန်တော်ရထားတာရှိပါတယ်အဲ့ဒါလေးတွေကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်အဲအဲ့ဒီအတွက်လည်းမူရင်းချက်ကူသူများကိုလေးစားစွာ credit ပေးပါတယ်ဗျပြီးရင်တော့ကျွန်တော်အဲ့ဒီမှတ်တမ်းပုံလေးတွေပြန်ပြီးပြပါမယ် အဲဖြူမာကဖြစ်ပွားတာမှတ်တမ်းပုံလေးတွေဖြစ်ပါတယ်ဗျဖြူရဲ့ထိခိုက်မှုအဲဖြူမာကစိတ်မကောင်းစရာအကောင်းဆုံးတစ်ခုကဘာလဲဆိုတော့အဲ့ဒီဖြူဘူတာမြောက်ရက်ွက်တင်းကအိမ်တင်ရသူကနန်ရံကဒီထမင်းစားနေတော့ဘူးဒီလိုဖြူကြတာဆိုလားအဲ့ဒါကြောင့်မလို့တဲ့ဖြာခင်းပြီးထမင်းစားနေကြတာအာထက်တဲ့မြတ်ဆီယာမတယောက်ပါဝင်သူ့ရဲ့မိခင်မတ်တူတော့အားလုံးပေါင်း၄ယောက်တို့ဆုံရှုံသွားခဲ့တယ်လို့သိရပါတယ်ပြီးတော့မိသက်ရေစင်းပြီးတော့ရုပ်ရှင်ရုံနဲ့အစာအုပ်တွေပြိုကျမှုရှိခဲ့တယ်လို့လည်းသိရပါတယ်ဗျာ

အရှင်ကလည်းပြောခဲ့ပါတယ်ဒီအနိဋ္ဌာယုံတွေကအာပြချင်းစရာမကောင်းတဲ့ကြုံချင်းစရာမကောင်းတဲ့အခြေအနေဖြစ်ရမျိုးတွေပါသို့တော်လည်းကျွန်တော်တို့ဒီလိုမျိုးဖြစ်ရမျိုးကိုဟိုပြန်ပြီးကြည့်မိလို့ရှိရင်ဟိုသတိပြုမိအောင်ပါသတိပြုမိအောင်ဆိုတာဒီတိုင်းပါပဲအာအဆောက်အဦဆောက်လုပ်တဲ့လူတွေကလည်းစနစ်ကျဆောက်လုပ်ဖြစ်အောင်ဆောက်လုပ်ခွင့်ပြုသူတွေကလည်းစနစ်ကျဆောက်လုပ်ခွင့်ပြုဖြစ်အောင် ပြီးတော့လို့ရှိရင်ကိုင်ကန်ရှင်နေကိုနိုင်ကလည်းတည်တည်ချာချာကျွမ်းကျင်သူတွေကိုအနန်ဆောက်လုပ်စီတာမျိုးကိုကိုတိုင်းလည်းငလင်းနဲ့ပတ်သက်တဲ့အတိတရားသတိတရားရှိပြီးတော့ကြိုတင်ပြင်ဆင်သတိကြီးကြီးထားနိုင်အောင်လို့မျိုးအဲ့လိုမျိုးဟိုသတိပြုမိအောင်တော့ပြန်လည်မျှော်ရတာဖြစ်ပါတယ်ဗျ今嘛咯，飘飘到那些人，都讲，姐姐妈妈说那些，娘里边是嘛，娘里边没有干嘛，多转因边那个，叫的干啥的，没有里里是嘛，别。 မိုးကတော့ဒီဘက်ထိတောက်လျှောက်အောင်နေတော့မယ်ဒီ young man လေးလမ်းဟောင်းကတော့သူ့ရဲ့ဟိုတင်ဂီတာကကုတ်ကုတ်ပင်ကြီးဖြစ်ပါတယ်အရင်တုန်းကတော့ယူဆကကုတ်ကုတ်ပင်ကြီးကဒီလမ်းမြေသားအောက်ခံကိုလည်းမအောင်လုပ်ပေးနိုင်တယ်ပြီးတော့မြေသားအာကိုလည်းဟိုထိမ့်ပေးထားနိုင်တယ်ဆိုတော့ယူဆရှိတယ်လို့ပြောတယ်ဗျတူတော်လေကျွန်တော်တို့အခုနောက်ပိုင်းမှာတွေ့နေရတာဒီအဝေးပြေးလမ်းမကြီးတွေပြေးမှာဆိုလို့ရှိရင် အမြန်လမ်းမှာတော့ရှိတယ်ပေါ့ကျန်တဲ့နေရာတွေမှာကကျွန်တော်တို့ဟိုတစ်ပင်ကခုတ်ပြီးသွားလို့ရှိရင် ပြန်မဆိုင်ဖြစ်တာမျိုးရှိတော့လေဟိုးဟိုးရင်ကရှိခဲ့တဲ့အပင်ကြီးတွေကလွဲလို့ရှိရင်နောက်ထပ်အပင်တွေကတော့တော်လေးနေပါတာမျိုးကတော့သတိပြုရလိမ့်မယ်ပဲကြောက်တကားညောင်လေးပင် ညောင်လေးပင်ကဒီဝင်းကျင်မှာတော့အကြီးဆုံးမြို့တစ်မြို့ဖြစ်တယ်လို့ပြောလို့ရပါတယ်ဗျ။တောင်ငူပြီးသွားလို့ရှိရင်အကြီးဆုံးမြို့ကညောင်လေးပင်မှာ ခုကျွန်တော်တို့ဒီလမ်းမှာလေလေလမ်းလျှောက်မှာတတိထားမိတာကတော့ဘယ်ဘက်ကနေပြီးတော့ကျွန်တော်မြန်ချင်းဆိုင်ရက်ကနေပြီးတော့မန္တလေးဘက်ကိုသွားနေတဲ့ကားတွေဒီမှာကတော့အကူညီပေးကားတွေအများပြတွေ့နေရပြီးသွားတော့အကူညီပေးကားဆိုတဲ့နေရာမှာအခုနောက်လိုမျိုးနိုင်ငံတော်အဆင့်အကူအကူညီပေးကားတွေပြီးသွားတော့ Pride အဖွဲ့တွေကအကူညီပေးကားတွေအဲ့လိုမျိုးတွေ့နေရသလိုဒီညဘက်ချမ်းမှာတော့စီတင်ကားတွေစီတင်ကားတွေစီသွားတင်တယ်လို့ယူဆရတာပါညငုံဘက်ကိုသွားနေရဆိုတော့လေအဲ့လိုကားတွေကတော့ကျွန်တော်ရှေ့ထောက်ရှောက်မှာအများပြတွေ့လာရတယ် ယ်စိတ်အေးချမ်းစေပါလေ။အာဒါကပြင်ပုံကြီးရောက်ပြီဗျ။ပြင်ပုံကြီးရောက်ပြီ။ပြင်ပုံကြီးဆိုတော့အဲ့ဒီမှာကဟိုဘက်မှာဆိုမိုးယွန်းကြီးအင်းရှိတယ်လေ။ကျွန်တော်ဟိုငှက်ပေးမဲ့တော့အကောက်ဒါကျွန်တော်ပြင်ပုံကြီးကနေပြီးတော့ဖျားကြီးဘက်ကိုသွားနေတာပေါ့။အော်ဒါကတော့နာရီခန္ဓာတစ်ခုဗျ။ ပါပေါ့ဖះကြီးလမ်းဆောင်တင်တယ်ဟုတ်ပါတယ်ဖះကြီးလမ်းဆောင်မှာကျွန်တော်တို့ဟိုပါပေါ့ရန်ကုန်မန္တလေးလမ်းနဲ့ရန်ကုန်ကြိုက်ချိုလမ်းခွဲတဲ့ရန်ကုန်မောင်မြိုင်လမ်းပေါ့ခွဲတဲ့နေရာပေါ့ဖះကြီးကနေပြီးတော့ကျွန်တော်တို့ဒါပြီးသွားလို့ရှိရင်ဟိုဆိုဘကူရောက်ပြီပေါ့ ခုမျိုးအနေနဲ့ကိုစပြီးဝင်ပါပြီ ုံပြုတ်ကလည်းရေပညာကြီးလို့ရှင်တော့ဘကုတ်ကလည်းကျွန်တော်အမြဲတမ်းဟိုဖြစ်တယ်အဲသူကရေရေမိုးရင်ကလာဆိုရင်တော့ရေတည်ထားရတယ်ဘကုတ်ကဟိုအမြဲတမ်းကြီးအလွန်ကျွံကြီးလာမျိုးမဟုတ်ရင်တော့မသူကတော့တာမန်လောက်တော့အမြဲတမ်းကြီးတတ်တဲ့မျိုးမျိုးဆိုတော့လေအခုကလည်းဟိုဒါကျွန်တော်တို့ဟိုเสียหลุดออกหมดป่าวปัญญาชีตรีဖြစ်ခဲဖြစ်มาสู้ลูกตาอติไปดาဖြစ်ပါတယ်ဟိုခုနလိုตบาวะ BN เนี่ยတွေရှိလာတဲ့ခါကျတော့ဒီตบาวะ BN เนี่ยတွေเนี่ยပတ်သက်လို့ သိရှိထားတဲ့နာသတိထားတဲ့နာရှောင်ကျင်တဲ့နာအစင်းသိလောက်ထားတဲ့နာတွေအားလုံးလေးလေ့လာပြီးပြုလုပ်ထားဖို့လိုသလိုတစ်ဖက်မှာလည်းဟိုတက်ဆိုင်ရပါသာလိုက်ကိုကိုချင်းတရားတွေကို စောက်ကြည့်ကြတာတက်ဆိုင်ရပါသာလိုက်ကုသကောင်းမှုပြုကြတာမျိုးတွေကတော့ဟိုပက်ဆောင်ကလုပ်လို့ရှိရင်ပို့ပြီးလုံခြုံမယ်လို့ကျွန်တော်တို့ကတော့ယုံကြည်ပါတယ်ဗျဒါလည်းအိုက်ကွန်ဒါလည်းအိုက်ကွန်ပဲဟိုတောင်ပေါ်မှာလည်းတွေ့ရတယ်ဒီမှာလည်းတွေ့ရအိုက်ကွန်ဒီမှာတော့တော်တော်လေးစီနေတယ် အနဖန်ကတချင်စပြီဆိုတော့လေခုကတော့ဘကုံမျိုးတွေမှာပဲရှိသေးတယ်ဗျဘကုံကဒီလူကူးတရားလေးဒီလိုမျိုးလေးလည်းရှိတယ်အဲဒီနားတွေကတားစီတယ်ဗျသူပုံမှန်ချိန်ဆိုလို့ရှိရင်လေကျွန်တော်တို့ဟိုပါပေါ့ပြောပြောမလဲဟိုဂျုံတဲ့ဂျုံစင်ချိန်တို့ပါလို့ဆိုလို့ရှိရင်ဒီနားတားသူကဖြစ်ကြက်နေတာပြပုံမှန်နေပြီဆိုလို့ရှိရင်လေအခုကတော့နှစ်ဖက်တချံဂျုံနေဖြစ်ပြီ ရင်တော့ဆိုလို့ရှိရင်အာချန်ကုန်ကလူတွေကလင်းစရာဆိုလို့ရှိရင်ဘကူပဲရှိလာလိအခုအဲ့ဒါဘကူပဲလာလာလင်းကြရတာဟိုရင်ခစ်ကတော့အခုကတော့လေအလေရပါစရာကြီးအများကြီးဖြစ်သွားပြီပေါ့ဘကူနဲ့ပတ်သက်လို့အဲကျွန်တော်တို့ဘယ်လိုပြောရမလဲတည်တည်ချာချာမမြဝေဖြစ်သေးဘူးလို့ပြောရမယ်ဗျ။နောက်ကျွန်တော်တို့ကြုံတဲ့အချိန်မှာတော့ဘကူမျိုးနဲ့ပတ်သက်လို့ဟော စိတ်ဝင်စားစရာနေရာလေးတွေအာတည်ထားတဲ့အကြောင်းအရာလေးတွေညောက်ပေးပါမယ်ဗျ။ဘာလဲတောက်ချောက်မိုးကဒီဘက်ထိအုံလာတယ်ရွာတော့မရသေးဘူးဗျတောက်ချောက်တော့အုံနေတယ် ုံးကလေတကယ်တော့ကျေကြီးပဲကကျေကြီးပဲဟိုမှာသူကလေလေစရာပတ်စရာကြီးလည်းအများကြီးပဲအဓိကကတော့သူကဟိုလိုမျိုးပေါ့ဖျားအိမ်များတာပေါ့လေစရာပတ်စရာကလေအဲ့လိုမျိုးဒါအရင်ကတော့ဒီပဘုတ်ဖျားမှုထွက်တယ်ဆိုတာကဒါအရင်ကရှိကိုရှိခဲ့ဘူးလားလေအဲသူကပဘုတ်ဖျားကြီးကပတ်ဖူးလိုက်တနည်းတော့ဖူးရတယ်ဗျအကုန်ကိုဆုံးဆိုလို့ရှိရင်လေဒါတော့ညမကဟိန္ဒူဖျားကြောင်းပြီးတော့လို့ရှိရင်ပဘုတ်ကအဲ့ ထမင်းလဲဆောက်လောက်ကောင်းတယ်ထမင်းလဲဆောက်လောက်ကောင်းဆိုတော့ချွတ်ထွင်းဆိုင်နေပြီဆိုရှင်လေအဲဥမာဖြင့်ဟိုရာသီပေါ်တီးနိုင်လေးတွေနဲ့ဟိုနည်းနည်းကြီးနဲ့ဆန်ဆန်လေးဆောက်လို့ရတဲ့ဆိုင်လေးတွေလည်းရှိတယ်ပုံမှန်အတိုင်းပဲဒီလိုပဲဟိုဆိုင်ကြီးတွေပုံစံမျိုးအဲ့လိုဆိုင်တွေလည်းရှိပါတယ်သူကဘကူကျွန်တော်တို့ဒါဟိုလေမြို့ဆောင်လမ်းကနေမတော်ဘူးနဲ့တသက်မြို့တွေကဖြတ်လာတယ်ပြမြို့တွေမြင်ကွင်းလေးတွေကြည့်ချင်းလို့လေဟိုမြို့ဆောင်လမ်းကသွားလို့ရှိရင်တော့ပိုးမြန်လာပေါ့မြို့ဆောင်လမ်းသွားရင်ဒါပေမဲ့ဒီလိုမြင်ကွင်းတွေတော့မမြင်ရဘူးပေါ့ ကျွန်တော်တို့အခုကတော့ဗာပဲပြောပြောဒီဟိုတချင် sorry ဟိုတချင်မတိုင်ခင်ပေါ့ငလျင်လှုပ်ပြီးနှစ်ပတ်ကြာမှာဒါတွေ့ရတဲ့ဖြစ်နေတဲ့မြင်ကွင်းလေးတွေကိုမျှဝေချင်တာကြောင့်လို့ကျွန်တော်ဒီလက်ဘက်ကနေလာခဲ့တာပါဗျာဟိုအမြန်လန်းကိုကျွန်တော်တို့အခုကမတုံးပြခဲ့ဘူးဖြစ်တယ်အမြန်လန်းကြတော့လေကျွန်တော်တို့လမ်းအချင်းတွေကိုပဲပြောပြလို့ရပါဘောတခြားအကြောင်းညာကြတော့ကျွန်တော်တို့ပြလို့လည်းမရဘူးမျှဝေလို့လည်းမရဘူးဆိုတဲ့အခါကျတော့အားကြောင့်လို့ကျွန်တော်တို့လမ်းဟောင်းကနေပဲမန္တလေးလမ်းဟောင်းကိုပဲတုံးပြီးတော့ထွက်လာခဲ့တာပါဗျာ

ဒါမဲ့ဘာပဲပြောပြောဟိုအကြောင်းကြောင်းကြောင်းအပြင်မသွားပြလို့ရှိရင်မရောက်ဖြစ်ရင်တော့မို့ဒီဘက်လမ်းကျောချီနေလေးတွေတည်ကြရင်လည်းတည်လို့ရအောင်ပါအခုဒါလို့ရှိရင်ဒါဆိုလို့ရှိရင်ပြင်းအောင်ရှင်ပြင်ပေါ့ဒီဒီဒီဟာကညာဘက်ကဆိုလို့ရှိရင်အဲ့ဒါမြေဆောင်လမ်းထိတ်ပေါ့မြေဆောင်လမ်းကနေလာလို့ရှိရင်ဒီထိတ်မှာပြန်ထွက်တာပေါ့ရန်ကုန်မန္တလေးအမြင်ဟိုဟာဝီပြည်လမ်းကိုဒီကနေ့ပြန်ဝင်လာဘယ်ဘက်ကဘကုတ်တက်ကတူပါဗျညာဘက်မှာဖျားဆူရှိတယ်ဗျဒါကဘကုတ်တက်ကတူရဲ့မြင်ကွင်းနေပါ တူဂိတ်ဒီမှာတော့ကျွန်တော်တို့အခုအလှပါဒါတချမ်းမတိုင်ခင်တည့်ရမှာတော့ကျွန်တော်တို့အခုကဒီညဘချမ်းမှာတော့ကားတွေကတော်တော်များများနည်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 းကျက်တယ်လို့ပြောလို့ရတယ်ပေါ့။အဲတူဂိတ်တိုင်ဒီပါမှာတွေ့ရတယ်မြင်ရ ဘကောကနေဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရန်ကုန်မြောက်ခင်ဆိုလို့ရှိရင်ဘာဖက်ဘာဖြတ်ရမလဲဆိုတော့အင်းတကောဖြတ်ရမယ်အင်းတိုင်ဖြတ်ရမယ်အဲစေရကွင်းဖြတ်ရမယ်ပြီးသွားလို့ရှိရင်အလဲကူးဖြတ်ရမယ်ပြီးသွားလို့ရှိရင်လဲကူးပြီးသွားလို့ရှိရင်ထောက်ကျက်ထောက်ကျက်ပြီးသွားရင် မင်္ဂလာတော့မင်္ဂလာတော့ပြီးရင်တော့ဒိုင်ရန်ကုန်မြို့တွေရောက်ပြီပေါ့ လှေခုသူကရန်ကုန်ထဲပခိုးကလေအဲခံမကြီးအပြင်ဆိုလို့ရှိရင်ဒါမိုင်90ဝန်းကျင်ပေါ့သူကအဲစိတ်ဝင်စားဖို့ကောင်းတဲ့မြို့ကြီးရှိတယ်ဗျ စိတ်ဝင်စားမှုကောင်းတဲ့မြို့တွေရှိတယ်ဆိုတော့ရန်ကုန်ကိုဗဟုပြုတ်လိုက်လို့ရှိရင်အဲ့လိုမိုင်90ပတ်ချက်ရတဲ့မြို့တွေရှိတယ်။ Okay ရန်ကုန်ကိုဝင်ပြီ။အဲ့တော့ရန်ကုန်ကနေမိုင်90မှာပဲခိုးရှိတယ်ဒီဘက်မန္တလေးလမ်းမှာ။ဟိုဘက်ပြည်လမ်းမှာဆိုလို့ရှိရင်တိုက်ကြီးရှိတယ်မိုင်90။ဟိုဘက်ပသိမ်လမ်းမှာဆိုလို့ရှိရင်ပန်းတန်တော်ရှိတယ်။ Okay ကျွန်တော်တို့ရန်ကုန်မြို့တွေဝင်တဲ့အချိန်မှာတော့ရန်ကုန်ကမိုးနဲ့စီချိုနေပါတယ်။ဒီရပိုင်းရန်ကုန်ကတားပူနေတယ်လို့ပြောတော့အခုလိုမိုးကြီးရွာလိုက်တဲ့အခါကျတော့ဘာပဲပြောပြောအေးမြသွားတဲ့သဘောတော့ရှိမှာပေါ့။ဒါကတကြံမတိုင်ခင်တည့်ရဖြစ်ပါတယ်ဗျ။ ဟုတ်ကဲ့ကျွန်တော်တို့ဒီခီးစဉ်မျှဝေခြင်းကတော့ဒီညပဲဖြစ်ပါလေဗျအခုလိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်